မြန်မာပြည်ပေါ်တိုင်းသားညီကောင်မောင်နှမများအကုန်လုံးမင်္ဂလာပါလို့ကျွန်တော်အနေနဲ့နှုတ်ဖတ်ဆက်သလိုက်ပါတယ်ဒီနေ့မှာတော့ ARS ကောင်းဆောင်မြောက်ကိုအရေးယူနိုင်ရန်နိုင်ငံတကာတရားစီရင်မှုနဲ့ပူးပေါင်းဆောင်ရွက်တင်ကြောင်းမင်္ဂလာစတေးအစိုးရကို Fortified ကပြောဆိုထားတယ်ဆိုတဲ့သတင်းပြီးတော့ကောဘဇာခရိုင်မှာရှိနေတဲ့မွတ်စလင်ဒုက္ခသည်များကိုမိမိတို့ရဲ့နေရထာနေဖြစ်တဲ့မြန်မာနိုင်ငံသို့ပြန်မပို့ဖို့အတွက်ကို Fortified ကပြောဆိုထားတယ်ဆိုတဲ့သတင်း ဒီတဲ့အချက်အလက်များကိုကျွန်တော်အနေနဲ့ဖတ်ကြည့်များဝယ်တင်ဆက်သွားမှာပဲဖြစ်ပါတယ်။ ARSA အာဇာကောင်းဆောင်များ၏ဈေးရာဇဝတ်မှုများကျူးလွန်ထားသည့်အပေါ်တရားစီရင်အရေးယူနိုင်ရေးနိုင်ငံတကာတရားမျှတမှုရန်လျာများဖြင့်ဘင်္ဂလားဒေ့ရှ်အစိုးရကပူးပေါင်းဆောင်ရွက်တင်ကြောင်းပေါ်ဒီဗိုင်းရိုက်အဖွဲ့ကပြောသည့်ဘင်္ဂလားဒေ့ရှ်အနာပိုင်များသည့်မလ18ရက်နေ့က ARSA ထိတ်တန့်ကောင်းဆောင်6ဦးအပါအဝင်ပဒဆန်ွေသူစုစုပေါင်း၁၀ဦးကိုဖမ်းဆီးခဲ့ပြီးစစ်ချေးရနေမှာယုံထုတ်ခဲ့ကြောင်းကိုသိရသည် ARSA ၏အဓိကကောင်းဆောင် အာတာဦးလာကောင်းဆောင်အဖွဲ့ဝင်မိုစတန်အာမတ်ဆလီမွန်လာအီစမာဟူနာဟာဆာနီမိုနီရူဇမန်တို့အပါအဝင်၎င်းတို့၏ဇနီးမယား၃ဦးနှင့်ကလေးငယ်၃ဦးကိုဘင်္ဂလားဒေ့ရှ်အန္တရာယ်များကဖမ်းဆီးခြင်းဖြစ်သည့် ARSA အဖွဲ့ဝင်များသည့်မွတ်စလင်ဒုက္ခသည်များအားတပ်ဖြတ်ခြင်းပြန်ပေးဆွေးခြင်းညှဉ်းပန်းနှိပ်စက်ခြင်းနှင့်ချိန်ချောက်မှုစသည့်ရာဇဝတ်ပြောင်ပြောင်သောလုပ်ရမ်းများကိုလုပ်ခဲ့သည်ဟု ဖို့ဒီဗိုင်းရိုက်ကမလစီချီယန်နေအစီရင်ခံစားတော်ထုတ်ပြန်ထားသည်အစီရင်ခံစားတွင်ဘင်္ဂလားဒေ့ရှိဒုက္ခသည်စခန်းများတွင်မွ슬င်အမျိုးသားများအမျိုးသမီးများနှင့်ကလင်းငယ်များအပေါ် ARS အဖွဲ့ကြီးကျူးလွန်သည့်ဈေးရဇဝမှုပြောင်မြောက်သောအထောက်အထားများကိုတွေးရှိထားသည်ဟုဖော်ပြထားသည်ထို့ကြောင့်ဘင်္ဂလားဒေ့ရှ်အစိုးရအနေဖြင့်မွ슬င်လက်နက်ကိုင်အဖွဲ့များ၏ဈေးရဇဝမှုများအတွက်မြန်မာနိုင်ငံဆိုင်ရာလွတ်လပ်သောစုံစမ်းရေး ရန်ဒီယာ LLMM နိုင်ငံတကာရာဇဝတ်ခုံရုံး ICC စသည်တို့ပါဝင်သောနိုင်ငံတကာတရားရုံးမျှတမှုဆိုင်ရာရန်ဒီယာများဖြင့်ပူးပေါင်းဆောင်ရွက်သင့်သည်ဟုပိုတီဖိုင်ရိုက်ကတောင်းဆိုထားသည်မွတ်စလင်လက်နက်ကိုင်အဖွဲ့တွေကဘင်္ဂလားဒေ့မြန်မာနိုင်ငံမှာပြစ်ဒဏ်ကြားခံရခြင်းကနေလွန်မြောက်နေတာနဲ့အမျှပြောင်းဆန်နေအောင်ကိုအကြီးအကျယ်လိုက်ပြီးတော့ပြသနေပါတယ် စေရစွာမှုတွေကိုများသောအားဖြင့်လန္နကန်ပฏิပကဖြစ်ပေါ်ရနေမည်အတွင်းမှာသာကျူးလွန်လေးရှိပေမဲ့ဒီအမှုကိစ္စမှာတော့ဘင်္ဂလားရှေ့ကရာဇဝတ်မှုတွေဟာမြန်မာနိုင်ငံကစစ်ပွေးနဲ့ဒိုင်းရိုက်ဆက်သွယ်နေပြီးတော့စေရဇဝတ်မှုမြောင်းနေကြောင်းသတ်မှတ်လို့ရတယ်ဘင်္ဂလားရှေ့ရဲ့ယာယီအစိုးရအနေနဲ့စေရဇဝတ်မှုကျူးလွန်သူများကိုတရားစီရင်နိုင်မှုနိုင်ငံတကာတရားမျှတမှုဆိုင်ရာ ရန်နေရာများနှင့်ပူပေါင်းဆောင်ရွက်သင်ပါတယ်ဟုပိုတီဗိုင်းရိုက်ဤဒါရိုက်တာကဆိုထားသည်ဘင်္ဂလားဒေ့ရှ်ကမွတ်စလင်ဒုက္ခသည်များမှ ARS RSO အပါအဝင်မွတ်စလင်လက်နက်ကန်အဖွဲ့များ၏လက်ချက်များဖြင့်နှိပေါင်းများစွာအကြမ်းဖက်မှုများနှင့်စပ်ပြချင်းများကိုခံစားခဲ့ရသည်ဟု ပိုတီဖိုင်ရိုက်ကထုတ်ပေါ်ပြောကြားထားသည့်ဒုက္ခသည်စခန်းများအတွင် ARS နှင့် RSO အပါအဝင်မွတ်စလင်လက်နက်ကိုင်အဖွဲ့များမှကျူးလွန်သည့်တပ်ဖြတ်မှုများမှ2021ခုနှစ်တွင်22ဦး2020နှစ်တွင်42ဦး2023ခုနှစ်တွင်အနည်းဆုံး60ဦးနှင့်2024ခုနှစ်တွင်65ဦးထက်မနည်းကိုတပ်ဖြတ်ခဲ့သည်ဟုပိုတီဖိုင်ရိုက်ကပြောဆိုထားသည်ထိတ်တန့်ကောင်းဆောင်အာတာဦးလာနှင့် ARSA အပွဲတွင်ဘင်္ဂလားဒေ့နိုင်ငံ ETC ဥပဒေအများအပြားကိုချိုးဖောက်ထားရုံများမကနိုင်ငံဖြတ်ကျော်ပြီးရာဇဝမှုမူရေးစေဝါရောင်းဝယ်ဖောက်ကားမှုဘင်္ဂလားဒေ့စစ်ထောက်လိုက်ရေး DGFI အရာရှိတအုပ်ကိုတပ်ဖြတ်ခဲ့မှုစားသည့်များကိုကျူးလွန်ခဲ့ကြောင်းဘင်္ဂလားဒေ့သတင်းဌာနကဖော်ထုတ်ထားကြသည် ARSA အပွဲတွင်2019ခုနှစ်ကရခိုင်ပြည်တွင်းကဖြစ်ပျက်မှုများအတွင်း ၎င်းတို့ဤအမိန်ကိုမနာခံဟုဆိုကမွ슬림ပြည်သူများကိုတပ်ဖြတ်ခြင်းယာနတ်ချီသောဟိန္ဒူလူမျိုးများကိုအစူလိုက်ပြုံလိုက်တပ်ဖြတ်မှုများကိုကျူးလွန်ခဲ့သည်ဟုနိုင်ငံတကာလွန်ငိမ့်ချမ်းသာခွင့်အဖွဲ့ကပြောဆိုထားသည် ARSA အပါအဝင်မွ슬림လက်နက်ကိုင်အဖွဲ့များ၏အကြမ်းဖက်မှုများအတွက်အထောက်အထားအလုံးချီပြီးပြည်ဆောင်သည်ဟုယုံကြည်ကြောင်းဤသည်ဤဖြင့်မဆို ဇာလဖြစ်ပေါ်နေသောဆေးရသောမှုများကိုထမ်းမှစုံစမ်းစစ်ဆေးမှုများပြုလုပ်သင့်သည်ဟုဗိုဒီဖိုင်ရိုက်ကပြောကြားထားသည်မွ슬င်ဒုက္ခအသည်စခန်းအတွင်းအကြမ်းဖက်မှုတွေနဲ့တပ်ဖြတ်မှုတွေကိုရပ်တန့်ရမှာဖြစ်ပြီး ARSA နဲ့ RSO အဖွဲ့တွေအပါအဝင် တာဝန်ရှိသူတွေက တာဝန်ယူ တာဝန်ခံမှုများရှိရပါမယ်ဟုဗိုဒီဖိုင်ရိုက်ကဒါရိုက်တာကပြောဆိုထားသည်လက်ရှိဘင်္ဂလားဒေ့ရှ်ကဖန်ဆီးထားသော ARSA အဖွဲ့ဝင်10ဦးထဲတွင် ထိတ်တန်းကောင်းဆောင်အနည်းဆုံး6ဦးပါဝင်တော်လဲနောက်ထပ် ARSA ထိတ်တန်းကောင်းဆောင်အဖွဲ့ဝင်မော်လဝီရာမတ်ကော်ရိန်နှင့်မော်လဝီအိုလီတို့မှလွန်မြောက်နေသေးကြောင်းမွစ်လင်အသံဝိုင်းများကပြောဆိုထားကြသည်မော်လဝီရာမတ်ကကော်ရိန်မှကော်ပဇာခရိုင်မှရှိမွစ်လင်ဒုက္ခသည်စခန်းနံပါတ်1တွင် နေထိုင်ကြောင်းနှင့်မော်လဝီအိုလီမှတည်ဆုံးတော်ပြီဟုသတင်းလွှင့်က ပုံရှိုးကွေချိုးဖြင့်အက်ကနက် ေတာအတွင် အကြံဖတ်လုပ်ငန်းများကျူးလွန်နေသည်ကိုသိရသည်ဘင်္ဂလားရှိအစိုးရကလက်ရှိဖမ်းဆီးထားသော ARS ထိတ်တန်းကောင်းဆောင်6ဦးအပါအဝင်10ဦးကိုနိုင်ငံအတွင်းတရားမဝင်ဝင်ရောက်မှုနဲ့ပြင်မှုကျူးလွန်မှုများစာတည်အမှုနှစ်ခုဖြင့်တရားဆွေးဆိုယုံတင်စစ်ဆင်နေသည်ဟုတရားလိုချင်းတွေများကပြောဆိုထားသည်သို့တော်လေ၎င်းတို့သည်ဘင်္ဂလားရှိဥပဒေများဖြင့်တရားစီရင်ရေးမှလုံလောက်ခြင်းမရှိသည့်အတွက် ကျူးလွန်ခံရသူများ၏တရားမျှတမှုရရှိနိုင်ရန်နိုင်ငံတကာတရားစီရင်ရန်လျာဖြင့်ပူပေါင်းဆောင်ရွက်သင့်သည်ဟုဖော်ဒီဘရာကတောင်းဆိုနေခြင်းဖြစ်သည်။ဒါကလက်ရှိမှာဘင်္ဂလားဒေ့ရှ်ကဖန်စီထားတဲ့ ARSA ကောင်းဆောင်တဲ့အဖွဲ့ဝင်တွေကိုလွန်မြောက်နေသူတွေကိုလည်းထမ်းမှန်ပြီးတော့စစ်ဆင်မယ်။လက်ရှိဖန်စီထားသူကိုလည်းဘင်္ဂလားဒေ့ရှ် တရားစီရင်ရေးလောင်းနဲ့မလုံလောက်ဘူးဘာလို့လဲသူတို့လှုပ်ထားတဲ့အကြောင်းတရားကလူဦးရေညောင်များစွာကိုစက်ပြချင်းတရားမဝင်ဝင်ရောက်ချင်းပြီးတော့မူရေးစေဝါဖောက်ကရောင်းဝေချင်းဒီအမှုကိစ္စတွေနဲ့ပတ်သက်ပြီးတော့အကုန်လုံးနိုင်ငံတကာရန်တရားနဲ့ပူးပေါင်းပါဝင်ပြီးတော့တရားစွဲဆိုတင်ကြောင်းကို45ကထောက်ပြပြောဆိုထားခြင်းဖြစ်ပါတယ် ဘင်္ဂလားဒေ့ရဲ့နေနာကလည်းနိုင်ငံတကာဥပဒေနဲ့ပတ်သက်ပြီးတော့ပူးပေါင်းဆောင်ရွက်တင်ကြောင်းမီဒီယာများကလည်းဖော်ပြနေကြတယ်အခုကျွန်တော်ပြောနေတဲ့သတင်းမှလည်းကျွန်တော်အနေနဲ့အကြံပြုပါရစေဘာလို့လဲဆိုတော့မကောင်းမှုဆိုတာစိတ်ဝေရာမရှိဘူးဒါကြောင့်နိုင်ငံတကာတရားဥပဒေအရတရားစွေးဆိုတင်ကြောင်းကိုကျွန်တော်အနေနဲ့သတင်းပြောကြားလိုပါတယ် ဆက်လာပြီးတော့မူဆလင်တွေကိုမြန်မာနိုင်ငံပြန်မပို့ဖို့ဘင်္ဂလားဒေ့ရှ်ရာကြီးအစိုးရကို45ရက်ကအကြံပြုလက်နက်ကန်ပဋိပက္ခတွေဖြစ်ပေါ်နေတဲ့မြန်မာနိုင်ငံကိုမူဆလင်ဒုက္ခသည်တွေကိုပြန်မပို့ဖို့ဘင်္ဂလားဒေ့ရှ်ရာကြီးအစိုးရကိုအကြံပြုထားတဲ့အကြောင်းကို45ရက်ရဲ့အစီရင်ခံစာမှာဖော်ပြထားပါတယ်ဘင်္ဂလားဒေ့ရှ်အသွင်ကူးပြောင်းရေးအစိုးရယာယီအစိုးရကိုယခင်ကဘင်္ဂလားဒေ့ရှ်အစိုးရလက်ထက်က မွတ်စလင်တဲ့အပေါ်လေးချူပြီးတော့ပြောင်ပြောင်တင်းတင်းကျူးလွန်ခဲ့တဲ့အကြမ်းဖက်မှုတွေအကြောင်းအထောက်အထားစာတမ်းတွေနဲ့အတူနိုင်ငံအတွင်းမွတ်စလင်ဒုက္ခသည်များအတွက်အကာအကွယ်တရားမျှတမှုတိုးတက်ကောင်းမွန်လာစေဖို့အသေးစိတ်အကြံပြုချက်တွေကို45 right ကအစီရင်ခံစာထုတ်ပြန်ထားတာလည်းဖြစ်ပါတယ်။ဘင်္ဂလားဒေ့ရှ်နိုင်ငံရဲ့အရင်အစိုးရဟာဒုက္ခသည်တွေကိုလက်နက်ကင်အဖွဲ့တွေရဲ့အုံရှုံမှုနဲ့အကြမ်းဖက်မှုကနေကာကွယ်ပေးဖို့ပြက်ကွက်ခဲ့တယ်လို့ ဒုက္ခတွေတွေကိုကာကွယ်ပေးဖို့တာဝန်ရှိတဲ့ကုလသမဂ္ဂဒုက္ခတွေများဆိုင်ရာမဟာမင်းကြီးရုံး UNHCR ကလည်းဒုက္ခတွေတွေအပေါ်လက်နက်ကင်တွေရဲ့ချိန်ချောင်းမှုတွေကိုတုံ့ပြန်ရမှာနှောင့်နှေးခဲ့တယ်လို့ဆိုထားပါတယ်ယခင်အစိုးရလက်ထက်ကဘင်္ဂလားဒေ့အာဏာပိုင်တွေကလည်း UNHCR ရဲ့လုပ်ငန်းဆောင်တာတွေကိုပြင်းပြင်းထန်ထန်ကန့်သတ်ချုပ်ကန့်ထားခဲ့တယ်လို့လည်းဖော်ပြထားပါတယ်။ဘင်္ဂလားဒေ့နိုင်ငံကဒုက္ခသည်စခန်းတွေကို မွတ်စလင်ဥဆောင်တဲ့လက်နက်ကင်အဖွဲ့တွေကမွတ်စလင်ဒုက္ခသည်တွေအပေါ်ချိန်လျှောက်တာပြန်ပေးဆွေးတာညှဉ်းပန်းနှိမ့်ဆက်တာတွေကိုပုံမှန်လုံဆောင်လာပြီးဥပဒေမေ့တပြားမှုတွေကိုပါလုံဆောင်လာကြတယ်လို့အစီရင်ခံစာကဆိုတယ်ဒုက္ခသည်စခန်းတွေကမလုံခြုံတဲ့နေဆက်တွေသာယိုယွင်းနေတဲ့အခြေအနေတွေဟာအဆိုပါလက်နက်ကင်အဖွဲ့တွေအတွက်လူသစ်ပုံမှန်စူးစောင်းလာနိုင်ဖို့အင်အားကောင်းလာစေဖို့ ညှင်းပန်းမှုတွေဆလာပြီးကျူးလွန်နိုင်စေဖို့အခြေအနေပေးလျက်ရှိတယ်လို့အသိပေးထားပါတယ်လက်နက်ကန်အဖွဲ့တွေရဲ့လက်ချက်ကိုယူဆရတဲ့ဘင်္ဂလားရှ်နိုင်ငံဒုက္ခသည်စခန်းတွေကမွတ်စလင်ဒုက္ခသည်တွေတပ်ဖြတ်ခံရမှုတစ်နှစ်ပြီးတစ်နှစ်စတ်တိုက်တူပေါ်နေလာတာဖြစ်ပြီးတော့2020ခုနှစ်မှာ22ရက်2022ခုနှစ်မှာ 42ရောက်2023ခုနှစ်မှာအနည်းဆုံး60ရောက်2024ခုနှစ်မှာ65ရောက်ထပ်မနစ်တပြက်ခံခဲ့ရတယ်လို့အစီရင်ခံစာဖော်ပြထားတယ်။မွ슬လင်လက်နက်ကိုင်တပ်ဖွဲ့တွေကအစားပိုင်းမှာမြန်မာစစ်တပ်ကိုတိုက်ခိုက်မဲ့ဟန်ချီခဲ့ပေမဲ့နောက်ပိုင်းမှာတော့ရခိုင်တပ်တော် A ကိုတံမြန်တိုက်ခိုက်ဖို့အတွက်မြန်မာစစ်တပ်နဲ့မဟာမိတ်ဖွဲ့ပြီးတော့ကြောင်လေသွားခဲ့တယ်လို့ဆိုထားတယ်။ ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာလှုံ့ရှားနေတဲ့မွတ်စလင် လက်နက်ကင်အဖွဲ့အစည်းတွေဟာမြန်မာပြည်တွင်းလက်နက်ကင်ပဋိပက္ခတွေမှာပါဝင်ပတ်သက်နေပြီး၎င်းတို့ဟာဘင်္ဂလားဒေ့ရှ်နိုင်ငံကဒုက္ခသည်တွေကိုပြန်ပေးဆွေးပြီးမြန်မာပြည်မှာအတင်းကျပ်စစ်တိုက်ခိုင်းနေတဲ့ဖြစ်စိမ့်တွေရှိတယ်လို့အစီရင်ခံစာကအသိပေးထားပါတယ်။ဒါကြောင့် NDA ကြုံတွေ့နေရတဲ့ဒုက္ခသည်တွေကိုလုံခြုံတဲ့အိမ် နေရာထိုင်ခင်းနဲ့အပါဝင်လုံခြုံစိတ်ချရတဲ့နေရာတွေဖန်တီးပေးရဲလွတ်လပ်စွာလှုံ့ရှားတော်လာခွင့်အတမ်းမွေးဝမ်းကြောင်းဒုက္ခနဲ့ပညာသင်ကြားခွင့်ပေးအားဖို့ကိုလည်းဘင်္ဂလားရှေ့ယာယီအစိုးရကိုဖိုတီဗိုင်းရိုက်ကအကြံပြုထားပါတယ်ဒါပြင်ဘင်္ဂလားရှေ့ယာယီအစိုးရကလည်းဘင်္ဂလားရှေ့ကို လာရောက်ခိုလုံနေမွတ်စလင်တွေကို ကာကွယ်ပေးဖို့နဲ့မြန်မာနိုင်ငံကိုပြန်ပိုးရှင်းနေရပ်တန့်ဖို့၎င်းရဲ့နေချဆောင်တပ်တွေကို အမိထုတ်သိမ်းနေလို့အစီရင်ခံစာမှာဖော်ပြထားပါတယ်မွတ်စလင်တွေဟာရခိုင်ပြည်အတွင်းလူမျိုးတုံးတပ်ပြတ်မှုနဲ့အတူဖြစ်ပေါ်နေစေဖြစ်တဲ့လက်နက်ကင်ပဋိပက္ခပြင်းထန်လာမှုကြောင့်အသက်ဘေးကလွန်မြောက်ဖို့ဆလတ်ထွက်ပြေးနေရစေဖြစ်ပြီးဒုက္ခတွေအတွက်အသက်အန္တရာယ်ရှိနေတယ်လို့နိုင်ငံကအတင်းအဓမ္မပြပိုးခြင်း မခံရသင့်ဘူးလို့ဟိုဒီဘိုင်းရိုက်ကလည်းထုတ်ပြန်ထားတယ်မွ슬လင်တွေအတွက်နိုင်ငံတကာအတိုင်းအဝိုင်းအနေနဲ့လေးဘင်္ဂလားဒေ့ရှ်နိုင်ငံကလူသားချင်းစာနာထောက်ထားမှုအကူအညီတွေပံ့ပိုးပေးပြီးအန်ဒီပိုကြားရောက်နိုင်ခြင်းရှိသူတွေကဦးစားပေးမဲ့တာဒီယာနိုင်ငံကိုပြောင်းရွှေ့နေရရှာထားရဲ့အစီအစဉ်တွေကိုတိုးမြင့်လှုပ်ဆောင်ပေးသင့်ကြောင်းကိုလေ45ရက်ကအကြံပြုထားတာဖြစ်ပါတယ်ဒီတော့ ီနေ့မှဆိုရင်ဘင်္ဂလားဒေ့ရဲ့သတင်းဌာနတွေကဖော်ပြနေတဲ့ ARSA ကောက်ဆောင်ကို ICC တရားရုံးမှာနိုင်ငံတကာဥပဒေနဲ့အတူဘင်္ဂလားဒေ့နိုင်ငံတကူတွေကဥပဒေနဲ့တရားစွဲဆိုဖို့မလုံလောက်တဲ့အကြောင်းကိုဘိုဒီဘိုင်းရိုက်ကအကြံပြုထားပြီးတော့လက်ရှိမှာကောပဇခရိုင်ဒုက္ခသည်စခန်းတွေမှာရှိနေတဲ့မွတ်စလင်ဒုက္ခသည်များကိုနေရပြန်ပို့ဖို့မတင်ကြောင်း ဘာလို့လဲအန်ဒီရကြီးစွာချိလာမယ်လက်ရှိပဋိပက္ခကလည်းခြုံငိမ့်သေးတာမဟုတ်ဘူးဒီတော့ဒီဒုက္ခတွေတွေပြောင်းဝင်လာမယ်ဆိုရင်မြန်မာစစ်ကောင်စီအနေနဲ့ကခုလေရင်နဲ့ဂျက်ပိုက်တာနဲ့ဘုံမကျေဘူးလို့ဘသူကမှအာမမခံနိုင်ဘူးဒါတွေကြောင့်မိမိတို့နေရပြန်ဖို့အတွက်အန်ဒီရချိတာကိုဖို့ဒီဘိုင်ရိုက်ကထောက်ပြပြောဆိုထားခြင်းဖြစ်ပါတယ်ဒါကြောင့်ဒီနေ့ ရရှိတဲ့တရားချလာကိုကျွန်တော်အနေနဲ့ဖတ်ကြည့်များဝေတင်စားသွားတာပဲဖြစ်ပါတယ်အခုလိုတရင်ဆောင်မများကိုထပ်ဆင်းကျွန်တော်အနေနဲ့ဖတ်ကြည့်များဝေတဲ့နေရာမှာအမှတ်တဆုံးတရားရှိခဲ့တယ်ဆိုရင်လည်းနားဆင်နေကြတဲ့မိဖပြည်သူများအနေနဲ့ခွန်လွှမ်းနားလေပေးကြပါလို့ကျွန်တော်အနေနဲ့မေတ္တာရက်ခံဂါရဝပြုအပ်ပါတယ်ဟုတ်ကဲ့ပါဒီတင်ဆောင်မကိုဒီနားမှာပဲနေကုန်ကျော်အဆုံးသတ်ပါတယ်ကြည်ချူနေကြတဲ့မိဖပြည်သူများစည်ကြီးချမ်းသာခြင်းပိုဤကြမှာခြင်း အပေါင်းနဲ့ပြည့်စုံနိုင်ကြပါစေလို့ကျွန်တော်အနေနဲ့စူးမွန်ကောင်းတောင်းရင်းဟုတ်ကဲ့ပါမင်္ဂလာပါတာလီဇောပါဂါရဝါပါဘိုင်ဘိုင်ချွေလာချမ်းမြေ့ကြပါစေ